အားလုံးပဲမင်္ဂလာပါခင်ဗျာ P2LN Facebook နဲ့ YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ဒီလာမဲ့မလာ14ရက်နေ့တောက်ကြနေညပိုင်း1500ပြန်ပွဲမှာရင်းဆိုင်စင်ပြိုင်ထွတ်သွားရမယ်မြန်မာ Fighter Super Yin Chan နဲ့ Thank you Dharma Fighter စကတိတို့ရဲ့ပွဲစဉ်တွေကိုပွဲကျုပ်သုံးသက်ချက်အနေနဲ့ထိုင်းပွဲကျုပ်သုံးသက်သူတွေကအခုလို့ ြောကြားလာတာဖြစ်ပါတယ်။အရင်ဦးဆုံးအနေနဲ့သူတို့ရဲ့ fighter ကို super agent နဲ့တွက်တက်ပေးလိုက်တာဟာ world championship အဖွင့်ပွဲလာတာမှလို့ပြောဆိုလာခဲ့ပါတယ်။နောက်ပြီး super agent ရဲ့အစားဘုံတွေကိုဝေဖန်ပြောဆိုလာခဲ့ပါတယ်။ super agent ဟာလက်တင်တည်တဲ့ကစားသမားမျိုးဖြစ်ပြီးသူ့ကိုတုံ့တက်လေးလာကြည့်ရမယ်ဆိုရင်ခြေကန်ချက်တွေကထုတ်တုံးလေးတော့မရှိဘူးလို့ ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။စူပါရေဂျာဟာလက်တီကျွဲလုပ်တွေကဥတီကစားတဲ့ကစားသမားမျိုးဖြစ်တဲ့အောင်သူရဲ့ဘောင်စင်ဖိုက်တာကစားသမားဖြစ်တဲ့စကတိကိုစင်ပြန်နေမှာမဟုတ်ဘူးလို့ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။နောက်ပြီးသူရဲ့ကစားသမားစကတိဟာဘောင်စင်စားတာနဲ့အနေငယ်ကြာပြီဖြစ်ပေမဲ့သူဟာငွေထမ်း background ကလာလိုက်ကစားသမားဖြစ်တာကြောင့် သူရဲ့ဒူတက်ချက်တွေခြေကန်ချက်တွေကပြန်နှွေးလိုက်မယ်ဆိုရင် အချိန်ခဏလေးအတွင်းပုံမှန်ပြန်ဖြစ်သွားမှာပါလို့သူကပြောဆိုလာခဲ့တာဖြစ်ပါလေလက်စီမှာလည်းစကတိကသူရဲ့ရောက်ဖားဖြစ်သူရောထန်းနဲ့ဂျီမနုံွေထန်းဂျီမာလက်ချင်းပြင်ဆင်လက်ရှိပြီးသူရဲ့ဒူတက်ချက်တွေခြေကန်ချက်တွေက ပုံမှန်နေထားကိုတော့ရောက်နေပြီလို့ပြောဆိုသွားခဲ့ပါလေဘွဲကျိုသုံးသက်သူကသူ့အနေနဲ့ ဒီဘက်မှာစကတိဘက်ကနိုင်နိုင်ပါရှင်ဝင်လို့ထိသတ်မှတ်ပေးလိုက်ပြီးစူပါရင်ရဟုတ်ကြတော့ဝမ်ပါရှင်ဝင်လို့ဒါအနိုင်နိုင်ရနိုင်ခြေရှိတယ်လို့ဝေဖန်ပြောဆိုသွားခဲ့ပါတယ်အဒီအချက်တွေကြောင့်စူပါရင်ဟာသူ့ရဲ့ပြန်ပဲအတားချင်းအနေချက်တွေကိုတရားသုံးသပ်လည်လာပြီးဘလို့ရင်ဆိုင်ဆင်ပြန်ရမလဲဆိုတော့ကိုစတဲ့ရမွေထင်းကြီးမှာစတင်လှုပ်ဆောင်နေပြီလို့ကျွန်တော် ဒီပွဲစီမှာစူပါရီဂျာအနေနဲ့နိုင်ပြီဖြစ်စေဆုံးပြီဖြစ်စေသူရဲ့ performance ကောင်းကောင်းလေးတစ်ခုထုတ်ပြနိုင်ခဲ့မယ်ဆိုရင်ဖြင့်ဒီမှာပလေးသားတွေမက template တွေရဲ့အားပေးခြင်းကိုပါခံရနိုင်တဲ့အကြောင်းကျွန်တော်ကပြောလိုက်ချင်ပါတယ်ခင်ဗျာလာမယ့်နေ့တွေမှာလည်းမြန်မာအားစားလောကတွေက fighter အကြောင်းတွေကိုဆက်လက်တင်ဆက်ပေးသွားအောင်မှာမို့လို့ကျွန်တော်ရဲ့ YouTube channel နဲ့ Facebook လေးကို subscribe နဲ့ follow လုပ်ပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ